စီးရီးမှာကောက်ကောက်အောင်မဲ့လူကမိုးတွေ39နှစ်ရွယ်ခရိုရှားဝိုင်းကွန်းလေလူလူကမိုးတွေဟာကလပ်ဝတ်ကပ်ပြိုင်ပွဲပြီးဆုံးတာနဲ့ရီးယမတွေနဲ့လမ်းခွဲတော်မှာဖြစ်ပါတယ်။ကပ္ပအကောင်ဆုံး playmaker တွေကတယောက်အပေါင်းဖြစ်ခဲ့တဲ့ကွန်းလေဆရာကြီးဟာတော်ဝင်ကလပ်မှာ73နှစ်ကြာကစားပြီးထွက်ခွာတာပါ။မော်ဒူအနေနဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်းချမလီပလာ6ချိန်ရဲ့ပါဝင်ပလာ26လုံးတိရောက်ကအောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာလ40ပြည့်နဲ့မိုဒီအတွက်အပီးလေးတဲ့လုံလန်းဆောင်တာတွေကြန့်ရှိနေပါတယ်လာမယ်2026ဟောကံမှာလူရုပ်စင်အတင်းရဲ့အမဂါစသမားဆက်ဖြစ်ချင်နေပါတယ်။ဒါကြောင့်ပုံမပေါ်ထွက်ကစားဖို့ရမယ်ကလပ်ကိုရှာဖို့နေရ AC Milan နဲ့ချိန်လိုက်ပြီးခဲ့တာပါ။ ကျွန်တော်သူနဲ့စကားပြောပြပါပြီ။ဘောတွေကပယ်ဆယ်ဖို့စိတ်ပြင်းပြတဲ့သူတယောက်ပါ။သူ့လိုမျိုး player ကိုလိုအပ်လို့သူတို့လာကအသင်းအတွက်ကောင်းပါတယ်။ဒါကတော့ AC Milan အသင်းအားသား director Iglutera ကပြောကြားခဲ့တာပါ။လူကမိုတွေဟာ AC Milan ရဲ့ main player ဖြစ်လာတဲ့ကြောင်းလဲ Terra ကဆိုပါတယ်။တရင်းရီရဲ့အဆိုအရမိုတွေဟာ AC Milan အသင်းနဲ့တနည်းဆက်တော့ချုပ်ဆိုးမှဖြစ်ပြီးနောက်ထပ်တစ်နှစ်တတန်းတော့ကိုရင်ပေါင်နေပါတယ်။ လဆာကတရာဒီကိုယူရို3.5တန်းအထိုးဖလောင်းရှိမှာဖြစ်ကြောင်းသိရပါတယ်။မိုးတွေဟာအရွယ်ရလာပေမဲ့ကစားမကြသေးပေမနစ်ကရီးရဲနဲ့59ပွဲအထိ ကစားခဲ့ရတာပါ။ကိုးလက်ဆရာသမားတွေစူဝေးလေးရှိတဲ့ AC မီလန်မှာမိုးတွေပျော်ရွှင်စွာကောက်ခုံနေဦးမှာဖြစ်ပါတယ်။ of life.